ဒါဆိုရင်တော့ income and expenditure account ကိုဆက်ပြီးတော့တွေ့ကြပါမယ်။ income ကောင်းချိန်ရေးမယ်။ income ကအများတန်း subscription for the year နဲ့စပါတယ်။အပြောရရင်တော့ပေါ်က restaurant မှာရခဲ့တဲ့ restaurant profit ကိုထည့်ရမယ်နော်။နောက်ပြီးတော့ဒီပု္ပ္ပာမှာ donation ဆိုတာပါနေတယ်။အဲ့ဒါတတိထားပေးရမယ်။ဒီ donation တန်ဖိုးက subscription တန်ဖိုးထက်ကိုများနေတယ်ဆိုရင်တော့ sob.de အခါမှာထည့်ပေးရမှာဖြစ်တဲ့ ကဲလို့ဒီ donation တံပိုးက subscription for the year ထပ်ကိုတံပိုးနည်းနေမယ်ဆိုရင်တော့အခုတွက်တဲ့ income expenditure ရဲ့ income ကောင်းစရာမှာထည့်ပေးရမှာဖြစ်ပါတယ်เนาะဒါဆိုရင်အမားတို့တွေ subscription account ကိုတွက်ကြည့်လိုက်မယ် အဲဆို subscription ကငါတသိန်းကျော်ပဲရှိနေတယ်။အဲဆို donation က subscription ထက်များနေတယ်ဆိုတော့သဘောမဖြစ်သွားဘူးလား။ဒီပုံစံမှာဖြစ်သွားတယ်เนาะ။ဒါကြောင့်မို့လို့ donation တန်ဖိုးက SOB ရောက်မှထည့်ပေးရတော့မယ်။အခုတွက်တဲ့ income expenditure မှာထည့်ပေးစရာမလိုဘူး။ income expenditure ရဲ့ subscription for the year ကြတော့ဒီတန်ဖိုးထည့်ပေးရမယ်เนาะ။ ဒါဆိုရင် income PP ဖြစ်တဲ့အတွက်ကြောင့် expand နေထဲတော့မယ် expand ထဲဖို့ပုံစံရဲ့ payment ကိုကြည့်လိုက်မယ် IE expand လို့ရေးထားတဲ့စီကနေစပြီးတော့ expand နေကိုစထည့်မှာဖြစ်တယ်။ဘယ်ကနေစထည့်မလဲဆိုရင် club treasurer fees ကနေစပြီးတော့ဒီတဒန်လုံးက IE ရဲ့ expand နေမှာထည့်ရမှာဖြစ်တယ်။အဲ့မှာတတိထားပေးရမှာက run rate ကတော့မတို့တွေငါးကြိမ်ရခိုင်တော့မထည့်ရမယ်နော်။ band array နဲ့ line heading ကတော့ working dot hara ရှိတာဖြစ်လို့ working ကတန်ဖိုးတွေကိုထည့်မယ်။ channel တွေကတော့ working dot hara မရှိလို့ဒီပုံစံမှာပေးထားတဲ့တန်ဖိုးတွေတိုင်းပဲရေးထည့်လိုက်ရုံပဲเนาะ။အဲဆိုမှလို့ဆိုရင်ဒါတွင်လိုက်ရအောင်။အဲဆိုရင်ပုံစံထဲမှာပေးထားတဲ့ expand နေတော့ကုန်သွားပြီ။ expand နေပုံစံမှာကုန်ပြီမဲ့လေမမတို့က working မှာ expand ကိုဆက်ရှာပေးရမှာဖြစ်တယ်เนาะ အဆိုရင်ကိုတွက်ထားတဲ့ walking ကိုကြည့်လိုက်တော့ walking number 1ကရုရှားပေးမန်အကောင့်ဖြစ်တဲ့ e-spam မဟုတ်ပါဘူး။နံပါတ်2ကလည်း subscription account ဆိုတာ e-spam မဟုတ်ပါဘူး။နံပါတ်3ကလည်း e-spam account မဟုတ်ဘူး။နံပါတ်4 lion hi ကလည်းထည့်ပြီးသွားပြီ။ run and race ဆိုရင်လည်းထည့်ပြီးသွားပြီဖြစ်တဲ့ဒါဆို spot equipment spot equipment မှာ expand depreciation သိရင်သိဖို့မကြံသေးဘူးလား။2900 25ထည့်ပေးရမယ်ဒါ income expenditure မှာ depreciation of sport equipment ဆိုပြီးတော့ expand ပြရမယ်စရင်ဖြစ်တယ်เนาะဒါဆိုရင်တော့ expand နေကုန်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့မတော်တွေအကုန်လုံးပေါင်းဒါတွေနှုတ်တာတွေလုပ်ပြီးတော့အဖြေတွေထုတ်လိုက်ကြမယ်ဒါဆိုရင်အဖြေက income ကနေများနေပါတယ်ဒါကြောင့်မို့လို့ အိဆန်အင်ကန်ကိုရေးပြရပါမယ်။အိဆန်အင်ကန်ကို R+ လို့လည်းခေါ်ပါသေးတယ်နော်။အဆိုရင်အင်ကန် expenditure ကောင်းလည်းတွက်လုပ်ပြီးသွားပါပြီ။အဆိုရင်နောက်ထပ် SOP ကိုဆက်တွက်ကြရမယ်နော်။အဆိုရင်အခုမှတော့ SOP ကိုတွက်ပါမယ်။ column နှစ်ခုနဲ့ပဲတွက်ပါမယ်။ ီတော့အဆုပ်အပိရဲ့အဆကအဆန်းနန်ကားရန်အဆက်လို့ရေးတယ် sport equipment เนาะ sport equipment တခုပဲရှိပါတယ်အခုမှတို့တွေ့တဲ့ပုံစံရဲ့ closing column ကရှိတဲ့စာရင်းတွေမှာမှနန်ကားရန်အဆက်ပါတဲ့စာရင်းကအဆုပ်အပိမှာထည့်ရမယ်နန်ကားရန်အဆက်စာရင်းဖြစ်တယ်ဒါကြောင့်မို့လို့ sport equipment တခုတည်းအဒီထဲမှာနန်ကားရန်အဆက်ရှိနေတယ်ဒါကြောင့်မို့လို့တွေက balance sheet တံပိုးတစ်သိန်း၄,၄,၈၀၀ကိုအဆုပ်အပိထဲမှာထည့်လိုက်တယ်เนาะ ထားပြီးွားရင်တော့မတို့က current asset ပေါ့ current asset လို့ပြောရင်အများအတိုင်း inventory ကိုရင်ရေးတယ်ဒီပုံစံမှာတော့ inventory of restaurant supply လာတည်ဖြစ်နေပါတယ်အဲ့ဒါကိုထည့်ပေးရမယ်ဒါကလည်းလက်ထဲထဲက closing inventory ကိုပဲထည့်ပေးရမှာဖြစ်တယ်နော် trade receivable တွေမရှိလို့ထည့်ကြမလို့တော့ဘူးဒါဆိုတော့ cash at bank နဲ့ cash in hand ပဲထည့်ရမယ် cash app က working one မှာအမတို့တွေတွေ့ထားရှိတဲ့အဲ့ဒီ CD ကိုထည့်ပေးရမယ်နော် cash in hand ထည့်မယ်နောက်ထပ် prepaid နေပါတယ်များရှိတယ်ဆိုရင်လည်း CD prepaid ရှိရင်လည်းထည့်ပြရမယ်เนาะဒါဆိုရင်ပုံစံရဲ့ closing column မှာ prepaid CD ရှိတလားလို့ကြည့်လိုက်မယ် prepaid တော့တွေ့ပါရဲ့ဒါပေမဲ့ prepaid က CD မရှိဘူးဖြစ်တယ်เนาะဒါကြောင့်မို့လို့အမတို့တွေကနောက်ထပ် current asset ဘာထည့်ဖို့ရှိတယ်လဲကြည့်လိုက်တော့ current asset ကဒီမှာ inventory ကအာတက်ကိုနောက်ထပ် current asset prepaid က closing မရှိဘူးဒါထည့်ရမလို့ဘူးမှာ current asset cash in hand ကတစ်ခု current asset cash in bank ကတစ်ခုနောက်ထပ် current asset က subscription area closing ရှိတယ်เนาะ9010အဲ့ဒါကိုထည့်ပေးရမယ်အဲ့ဒါတစ်ခုဆိုပြီးတော့ current asset အကုန်လုံး၄ခုထည့်ပေးရမယ်เนาะဒါမှမဟုတ်ဒီမှာအမက day ဦးထည့်ထားတာဖြစ်ပါတယ်သူရဲ့တန်ဖိုးတွေကိုရေးတဲ့အခါကျရင်အရှိကုန်လာမှာရေးမယ် inventory က closing inventory ရဲ့တန်ဖိုးကိုမအားထည့်ပေးရမယ်เนาะအပြောရရင် bank ဘန်ကဝကင်ဝမ်းမှာတွေ့လို့ရတာလေဘန်ကောင်ရဲ့ CD တံပိုးကိုထည့်ပေးရမယ် cash in hand တံပိုးကတော့ဘန် CD က650ဖြစ်တယ် subscription area ရဲ့ CD ကတော့910ဖြစ်တယ်နော်ဒါထဲလိုက်ရင်အမတို့ total asset တွက်လို့ရပါတယ်နော် total asset ရရင်အမတို့တွေအောက်မှာ accumulated fund and liabilities လို့ရေးပါတယ်နော် သူရအောင်မှာ opening accumulative fund ရှိတယ်။ပို့စာထဲမှာ opening accumulative fund ကရှိပါတယ်เนาะ1635အဲ့ဒါကိုအနောက်ဆုံး column မှာအမတို့ရေးလိုက်နော်။နောက်ပြောရရင်เนาะသူရအောင်မှာအပေါ်က income expenditure ကရခဲ့တယ်။ south plus temple ကိုပေါင်းပေးရမယ်။ ောင်းမွေးွားရင်ဒီပုံစံမှာ donation ၄တန်းကလည်းအဆိုအပ်ပြီးရောက်မှာ opening accumulated fund မှာထည့်မယ်လို့ပြောလာတာဖြစ်တဲ့အတွက်ကြောင့်အခုလာပြီးတော့ထည့်မယ်နော်ထည့်ပြီးွားရင်အဲ့ဒီသုံးခုကိုပေါင်းလိုက်ရင်အမတို့ closing accumulated fund တက်ဖို့ရမှာဖြစ်တယ်နော် ခုတောင်ပြရရင်တော့ non current liability မရှိတာဖြစ်တဲ့အတွက်ကြောင့် current liability ပါတယ် trade payable ဆိုရင်လည်း CDO ပဲအမှတို့ထည့်တော့မယ်နော် trade payable ရဲ့ CD closing tempo ပုံစံလေးမှာရှင်းလိုက်မယ် closing column မှာနော်ဒါပြရရင် accrue စင်းရနေရှင်းထည့်ရမယ်တဲ့ဒါပေမဲ့ opening closing column မှာ balance CD မှာ accrue ရရှိကြလားအမှတို့ရှင်းလိုက် အဲ့ဒီ MRN rate accruing တွေ့နိုင်မယ်9090ရဲ့နောက်တစ်ခုကကြတော့နောက်ထပ် accru က lion hi accruing တွေ့နိုင်မယ်690ရဲ့အဲ့တော့ကိုမတို့ထည့်ပေးရမယ်ဆိုတော့ lion hi accru ကိုရေးထားလို့ရေးနိုင်မယ်နော်နောက်ပြီးတော့ရင်တော့ lion rate accru ရဲ့တန်ဖိုးရေးမယ် ာပြီးွားရင်နောက်ထပ်ပါထည့်ဖို့ကြံပြီးလဲဆိုရင်တော့ subscription နဲ့ sign တဲ့ current liability CD ကိုထည့်ပေးရမယ် subscription နဲ့ sign တဲ့ current liability ဆိုတော့ subscription paid in advance ကိုပြောတာဖြစ်တဲ့သူရဲ့ CD ဆိုတော့3လနဲ့10ကိုထည့်ပေးရမှာဖြစ်တယ်နောက်ပြီးွားရင်တော့စာရင်းပေးလိုက်ရင် SOAB ရဲ့အဖြေထွက်လာမယ်เนาะတွေ့ချင်အောင် ဆိုရင်တော့မတို့ရဲ့ SOAB ရဲ့အဖြေနှခုကိုရရှိမှာဖြစ်တယ်